အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုကြွေးချေထားတဲ့ပုံမြင်လေးကတော့မနက်စောစောပလာတာစားကြသူများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါဒါနဲ့မမေရေမနက်စာဘာတွေများလောက်ထားသေးလဲဗျအေးဒါရဲ့အမေဒီမှာအာလူပလာတာလောက်ထားတယ်လीဟာမမေအာလူပလာတာလောက်ထားလားဒါဆိုရင်တော့တော်တော်လေးစားလို့ကောင်းပြီးရောအရသာရှိမှာပဲနော် အေးဟုတ်တယ်တာလီရဲ့အမေအာလူပလာတာလောက်ထားတာဒါအရန်ကြိုက်တယ်မဟုတ်လားဟုတ်တယ်မမေရဲ့စောင်းရသည်မနဲ့အစောကြီးအမေပလာတာထားလို့ပေးရင်တော့ဒါအရန်ကြိုက်တယ်ပလာတာကလည်းစောင်းရသည်လို့အေးနေရရသည်ဦးတို့မှာဆိုရင်တော့ပို့ပြီးတော့စားလို့ကောင်းတယ်ဒါဆိုရင်တော့ငါတာလီကဘလို့ပလာတာမျိုးတွေကိုသဘောကျလဲကြိုက်လေအမေကိုလည်းပြောပြပါဦးအာလူပလာတာကြိုက်တယ်ဂေါ်ဘီပလာတာကြိုက်တယ်ဒါနဲ့တစ်ခေါက်အမေအဖြူရောင်လောက်သေးတယ်လေအဖြူရောင်ပလာတာ ဘာလဲညီလေးရဲ့အဖြူရောင်ကဘာကြီးတော့အော်အမေအဲ့ဒါနို့ခဲတွေထည့်ပြီးတော့လှုပ်ထားတာလေတာလေးရဲ့နို့ခဲပလာတာကိုပြောတာလားဒီပုံမြင်လေးကတော့ဒီညီကိုနှစ်ယောက်လုံးရဲ့အကြောင်းပဲဖြစ်ပါတယ်ဟာရီရှ်နဲ့စတီရှ်ဆိုရယ်ညီကိုနှစ်ယောက်ကတော့သူတို့ရဲ့မိဘတွေနဲ့အတူတူရွာလေးတရွာမှာနေထိုင်နေကြပါတယ်ဘာခင်ဖြစ်သူစီမှာလေယာပိုင်ဆိုင်မှုအများကြီးရှိပါတယ်မိသားစုဝင်တွေကအေးအေးဆေးဆေးနေနိုင်ခဲ့ကြပြီးပတ်စံလည်းရှိတဲ့အတွက်ကြောင့်မို့လို့ငယ်စဉ်မှာအဆင်ပြေခဲ့ကြပါမယ် ဟောကင်ပိုင်ဆိုင်ခဲ့တဲ့လေယာပိုင်ဆိုင်မှုများစွာကညီအကိုနှစ်ယောက်ကြားရံပွဲတွေကိုဖြစ်စေခဲ့ပါရီ။ကဲဟာရီရှိအမေလောက်ထားတဲ့ပလာတာတွေကအရသာရောရှိရဲ့လား။ဘလိုမျိုးအရသာရှိလဲအဆင်ပြေရဲ့လားဆိုတာကိုလည်းပြောပါအောင်။နေရစတိုက်စားပဲစားနေရဘာမှလည်းမပြောဘူး။ကောင်းပါရဲ့။ဘာဖြစ်တာလဲသားလေးရဲ့အဆင်မပြေရဲ့လား။တော့ကြည်ရတာစိတ်တွေကတခြားတနေရာကိုရှောင်နေတယ်လို့မျိုးပဲနော်။ဘော်ရီကိုမျိုးအလောက်တောင်မှစဉ်းစားနေရတာလေတာလေးရဲ့ ဒါပုံစံကိုကြည့်ရတာစိတ်ကလည်းမတည်ငြိမ်သလိုပဲဒေါသကလည်းအမြဲတမ်းထွက်နေရဒီလိုပုံစံဆိုလို့ရှိရင်တော့ဘယ်ဟုတ်မလဲဒီမမေကျွန်တော်တခါတည်းပြောထားလိုက်မယ်နော်လမ်းနဲ့ကလျက်ရှိနေတဲ့လေယာဉ်မြေကိုတော့ကျွန်တော်ပဲရှုမယ်အဲ့ဒီမြေကိုကျွန်တော်အရန်သဘောကျတယ်အကိုကိုလုံးဝမထိခိုင်းနဲ့ဒါပေမဲ့သူကအဲ့ဒီမြေကိုလည်းသူ့လိုချင်တယ်ဆိုပြီးတော့ပြောနေရကျွန်တော်ဘယ်လိုလုပ်ရမှာလဲအော်တားရယ်ဘာဖြစ်နေရလဲအဲ့ဒီမြေကိုတော့သူ့ကိုပေးလိုက်လေတားကိုအဲ့ဒီထက်ပိုပြီးတော့ကြီးတဲ့လေယာဉ်မြေတစ်ခုလုံးအမေပေးနေရပဲ အမေပေးနေတဲ့မြေဘိုးပဲတာယူစမ်းမှာတာရဲဘာဖြစ်လို့ရံဖြစ်ချင်နေရတာလဲထားလိုက်ပါမေရဲ့ထားလိုက်ပါတော့ကျွန်တော်ညီလေးကအရန်ကိုလိုချင်နေရဆိုလို့ရှင်လေအဲ့ဒီလမ်းထဲကလျာရှိနေတဲ့လေကိုတော့သူ့ကိုပဲပေးလိုက်တော့မယ်သူစိတ်ချမ်းသာပြီးချိန်နှဖို့ကကျွန်တော်အတွက်အဓိကပါပဲဒါဆိုရင်တော့တားလေးရေနေရဘာလို့ယူမှာလဲနေတော့ဘာကြံသေးလို့လဲကျွန်တော်ကတော့ဒီမြေတွေလေတွေရာတွေပိုင်ဆိုင်မှုတွေအကုန်လုံးကိုတိတ်ပြီးတော့လောဘတက်နေရမျိုးတော့မရှိပါဘူးကျွန်တော်တို့ကဒါရီမရှိလဲအဆင်ပြေရရတယ်ကျွန်တော်မလို့ခြင်းဘူး ဒီမှာအကိုကျွန်တော်ကလည်းကျွန်တော်ရဲ့ရောက်ပိုင်ခွင့်ကိုတောင်းဆိုနေရပါကျွန်တော်မတရားသဖြင့်ဘယ်သူစီကားမှာတိုင်ပိုက်ထားတာမျိုးမရှိဘူးအဖေမရှိရတဲ့နောက်အကိုကအင်ရဲ့တာဝန်တွေအကုန်လုံးကိုယူပေးခဲ့တယ်ဆိုတော့ကိုတော့ကျွန်တော်လည်းသိပါတယ်အင်ရဲ့တာဝန်တွေအားလုံးကိုယူပေးခဲ့တာနဲ့ပဲဒီပိုင်ဆိုင်မှုတွေအကုန်လုံးကိုအကိုတယောက်ပဲတိုင်ပိုက်လို့ရမယ်ဆိုပြီးတော့မတွေးထားနဲ့လေဒါကတော့လုံးဝကိုမဖြစ်သင့်ဘူးဘာဖြစ်နေကြရလဲနင်တို့မတော်ကြသေးဘူးလားအရင်ဆုံးတော့ထမင်းကိုအေးအေးစစ်စစ်ထိုင်ပြီးတော့စားကြစားမှာ ပြီးတော့မှဒီအမွေခွဲတဲ့ကိစ္စတွေကိုပြောကြငါဒီစကားတွေထပ်ပြီးတော့မကြားချင်တော့ဘူးနော်အခုအချိန်ထိနင်တို့ရဲ့အမေကအသက်ရှင်နေသေးတယ်ငါတည်သွားတဲ့အခါကြာရင်တော့နင်တို့ကြိုက်တယ်လို့မျိုးနေထိုင်ကြဒီအိမ်ကိုလည်းနှစ်ချမ်းခွဲနှစ်ပိုင်းပိုင်းပြီးတော့နေချင်းတလို့သာနေကြတော့ဟေ့အမေစတေးကတော့ဒီအကြောင်းအရာတွေအားလုံးကိုပြန်လည်စဉ်းစားနေကြတာပါသူအခုလိုမျိုးအချိန်ခဏအတွင်းမှာပဲသူငယ်စဉ်ကလေးဘွားကနေအရွယ်ရောက်ရှိလာခဲ့တဲ့အချိန်ထိဖြတ်ကျော်ခဲ့ရတဲ့အချိန်တွေကို ြန်လည်တန်တာအမှတ်ရနေခဲ့မိပါတယ်။သူအရန်ကိုလိုချင်နေခဲ့တဲ့လမ်းနဲ့ကလျက်ရှိတဲ့လေယာဉ်မြေကိုတော့သူရရှိပိုင်ဆိုင်ခွင့်ရရှိသွားခဲ့ပေမယ့်သူ့အကိုရဲ့ချစ်ချင်းမေတ္တာတွေကိုတော့သူစောင့်ရှောက်ခဲ့ရပါတယ်။ဒီနောက်ဟာရီရှ်ကလည်းလမ်းလျှောက်ထွက်လာခဲ့ပါတယ်။ဆောင်းရသည့်အေးလုံးနေခဲ့ပြီးနှင်းတွေကလည်းကြာနေခဲ့ပါတယ်။လမ်းလျှောက်နေရင်လည်းသူရဲ့ညီငယ်လေးကိုတွေးခဲ့ရပေမဲ့လည်းသူကနှစ်စက္ကန့်လောက်သာမျက်လုံးချင်းဆောင်ပြီးတစ်ဖက်လမ်းကိုထွက်ခွာသွားခဲ့ပါသေးတယ်။ စတီးချ်ကလည်းသူ့ရဲ့အကိုကိုတွေ့မြင်ခဲ့ရပေမဲ့ဘာတခွန်းမှပြောမနေတော့ပါဘူးခဏနေတော့ဟာရီရဲ့အိမ်အောက်ကနေသူ့ရဲ့ချွေမလေးကအတန်ပေးပြီးခေါ်လိုက်ပါတယ်အဖေရေအဖေအမြန်လာခဲ့ပါအောင်အဖေရေကျမဒီမှာပလာတာရီလောက်ပြီးသွားပြီအမြန်လာမစားဘူးဆိုလို့ရှင်တော့အေးကုန်လိမ့်မယ်မအေးခင်ပူပူနွေ့နွေ့လေးလာစားပါအောင်ရှင်ချွေမလေးရဲ့စကားအတန်ကိုကြားခဲ့ရတဲ့အခါမှာသူကအမြန်ဆော့အပြင်ကို ထွက်လာခဲ့ပါတယ်ဒီနောက်သူ့ညီလေးကိုသူတစ်ခါပြန်လဲကြည့်ခဲ့တဲ့အခါမှာတော့မျက်လုံးလေးအောက်ချပြီးထိုင်နေခဲ့ပါတယ် အရိရှ်ကလည်းဘာမှပြောမနေတော့ဘဲနဲ့အောက်ထပ်ကိုပဲဆလာခဲ့ပါတယ်။အဖေကလည်းတကယ်ပါပဲဘယ်ရီလျှောက်ပြီးတော့သွားနေရလဲ။ကျမမနှက်စာပြင်ဆင်နေရဲဆိုပြီးတော့ခုနကတော့ပြောတယ်လေ။ဒီမှာပလာတာတွေအကုန်လုံးအေးဆပ်ကုန်ပြီ။ပလာတာကပူပူလေးစားမှစားလို့ကောင်းတာအေးကုန်လို့ရှိရင်စားမကောင်းတော့ဘူး။အော်ဘာမှမဟုတ်ပါဘူးချင်းမလေးရဲ့ဒီအတိုင်းပဲအရာဒီဥတုအရန်ကိုအေးတဲ့အခါကျတော့လမ်းလေးပါလေးထွက်ရှောင်နေရလေ။အဖေကတော့လေတကယ်ပါပဲဒီလောက်တောင်မှအေးခဲနေတဲ့ရာဒီဥတုမှာခဏခဏအပေါ်ရက်ကိုတက်ပြီးတော့လမ်းလျှောက်တယ်နော်။ အဲ့ဒီမှာအရန်အေးရဲ့အဖေရဲ့ပြီးတော့နှင်းတွေကလည်းကြာနေတာအဲ့ဒီနေရာမှာခဏခဏလမ်းသွားရှောင်းမယ်ဆိုလို့ရှင်တော့အေးအေးမိပြီးနေမကောင်းဖြစ်သွားလိမ့်မယ်ဒီမှာကျမမနက်စာပြင်ဆင်ပေးထားတယ်ထိုင်ပြီးတော့စားပါတော့ကျမကဒိန်ချင်းယူလာခဲ့ပေးရမလားယင်။အော်မဟုတ်တာချွေးမလေးရဲ့ရတယ်ဒိန်ချင်းမယူတော့ဘူး။လက်ဖေးတစ်ခွက်လောက်ပဲဖြော့ပေးလိုက်ပါ။လက်ဖေးပဲလားအဖေ။အေးဟုတ်တယ်။ငါတို့အမေငငယ်တုန်းကငါတို့ညီကိုနှစ်ယောက်အတွက်အာငါပြောတဲ့သဘောကငါအတွက်ပလာတာလောက်ပေးရတဲ့အခါတိုင်း ငါတို့လည်းလဖေးရင်နဲ့ပဲစားခဲ့ကြတာယနေ့ဒီမှာတော့ချွေးမလီကလည်းတယောက်ကြောင်းနဲ့အတူတူထိုင်ပြီးစကားပြောဆိုနေခဲ့ပါတယ်ဒီမှာရှင်ကျွန်မတို့ဒီကိစ္စတွေအားလုံးပြောပြရမယ်ကျွန်မအားလုံးသိချင်တယ်ဘာသိချင်တာလဲကွာမင်းရလေအဖေနဲ့ဦးလေးတို့အကြောင်းပေါ့အဖေနဲ့ဦးလေးကဘယ်တော့မှအချင်းချင်းစကားလည်းမပြောကြဘူးနော်ဘာရင်းများဖြစ်ခဲ့ကြလို့လဲကျမတို့ကလည်းတို့အိမ်ဘက်ကိုသွားလို့မရဘူးတို့ကလည်းကျမတို့အိမ်ဘက်ကိုတခါမှမလာကြဘူး ရှင်ဒီအကြောင်းတွေကျမကိုမပြောပြခြင်းလို့အမြဲတမ်းပဲစကားလမ်းကြောင်းတွဲနေခဲ့တယ်ဆိုတော့ကိုသိတယ်။ဒီနေ့တော့ကျမကိုပြောပြပါကျမအရန်ကိုသိချင်နေပြီ။ညီအကိုနှစ်ယောက်ကြာဘလို့ကိစ္စတွေများဖြစ်ဖြစ်ခဲ့လို့တယောက်ကိုတယောက်တသက်လည်းမခေါ်မပြောနိုင်အောင်လို့ဖြစ်နေကြတာလေ။အေးပါကွာအေးပါမင်းအလောက်တောင်မှသိချင်တယ်ဆိုလို့ရှင်တော့လေငါပြောပြမယ်နော်။ဒါပေမဲ့တိုးတိုးလေးနေအဖေကြားသွားလို့ရှင်တော့စိတ်ဆိုးနေလိုက်မယ်။အရင်နေ့မှာပဲယောက်ျားဖြစ်သူကလည်းသူရဲ့မိန်းမကိုဒီကိစ္စတွေအားလုံးပြောပြလိုက်ပါရဲ့ သူရဲ့ရောက်ခတိနဲ့ရောက်ခတိဦးလေးအကြောင်းအရာအားလုံးသိရှိသွားခဲ့ပြီးချွေမလီကလည်းဝမ်းနဲ့ပလတ်ဖြစ်သွားခဲ့ရပါတယ်။ဒီနောက်မှာတော့မိသားစုဝင်နှစ်ခုလုံးကိုပြန်လဲစီလုံးညီညွတ်သွားအောင်ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာတွေကိုလည်းသူမစဉ်းစားနေခဲ့မိပါတယ်။ကဲခဏလေးနေပါဦးရှင်။ကျွန်မရှင်အလောက်တစ်ခုလောက်ခိုင်းစရာရှိသေးရဲ့ဒီလား။အေးပြောလေ။ဘာလဲ။ဘာများခိုင်းမလို့လဲ။ကျွန်မထမင်းဟင်းချက်တဲ့အိုတလုံးလိုချင်နေ။ဘာလဲ။ဘာလို့ရှိတာလဲ။မင်းတို့မိမတွေကတကယ်ပဲနော်။ အရင်တော့က gas မီဖို့မရှိတဲ့အခါတော့ကကြတော့ gas လိုချင်နေအခုကြတော့မီးမွှေးပြီးတော့ထမင်းဟင်းတဲရတဲ့အိုးတွေကိုမင်းကလိုချင်နေပြန်ပြီရှင်ရလေလေတကယ်ပါပဲကျမပြောတဲ့လောက်ကိုပဲလှုပ်ဆမ်းမှာဘာဖြစ်လို့အဲ့လောက်တောင်မှစကားတွေအများကြီးပြောနေရတာလဲကျမပြောတဲ့အတိုင်းမီးဖို့ကိုဝယ်လာခဲ့အောင်နော်ကြားလားအေးပါကွာအေးပါဟုတ်ပါပြီမင်းပြောတဲ့အတိုင်းပဲငါဝယ်လာခဲ့ပေးပါမယ်နော်ဒါပေမဲ့အိမ်မှာရှိမယ်နဲ့တူတယ်တနေရာမှာတော့ရှိနေမှာပါအင်းကောင်းတာပေါ့အဲ့ဒါဆိုရင်တော့ကျမတို့လိုက်ရှာကြမယ်လေ ိမ်မှာရှိတယ်ဆိုရင်တော့တနေရာမဟုတ်တနေရာမှာရှိနေလိမ့်မှာပဲဒါနဲ့မင်းအဲ့ဒါတွေကိုထုတ်ပြီးတော့ဘာလုပ်မလို့လဲအဖွားတုံးဆွဲခဲ့တဲ့မိဖို့နဲ့အိုးတွေကတော့ရှိနေလိမ့်မယ်ဘာလဲရှင်ရှင်တသက်အလုံးဒီပုံစံအတိုင်းပဲနေထိုင်သွားဖို့အတွက်စဉ်းစားထားတာလားဦးလေးတို့မိသားစုနဲ့ကျမတို့မိသားစုပြန်လဲပေါင်းစည်းသွားတာကိုရှင်မလို့ခြင်းမူလားတသက်လုံးဒီပုံစံအတိုင်းပဲနေသွားစေချင်တာလားဘာဖြစ်စေချင်တာလဲပြောလေမင်းကလည်းကွာဒီကိစ္စတွေကိုကြိုးကြိုးပြောပါဆိုပြီးတော့ပြောထားတယ်မဟုတ်ဘူးလား အဖေသာဒီစကားတွေကိုကြားသွားလို့ရှင်တော့မင်းနဲ့အတူတူငါ့ဘအဆုခံထိနေလိမ့်မယ်သိရဲ့လားငါတို့ဖြစ်ချင်တာမဖြစ်ချင်တာနဲ့ဘာမှထူးခြားလာမှာမဟုတ်ဘူးအဲ့ဒီအိမ်ဘကငါတို့တွားလို့လည်းမရဘူးတို့နဲ့စကားပြောလို့လည်းမရဘူးငါတို့အနေနဲ့တို့နဲ့ကင်းကင်းရှင်းရှင်းနေတာအကောင်းဆုံးပဲဒီတော့ဘာဖြစ်လဲရှင်ရှင်ဘာရီမြောင်းဒီလောက်ကြာမှစိုးရင်ပူပန်နေရလဲဒုက္ခပဲကျမတို့အဲ့ဒီအိမ်ဘကိုတွားမှလည်းမဟုတ်ဘူးတို့နဲ့စကားပြောမှလည်းမဟုတ်ဘူးဒါဆိုရင်တော့ဘယ်သူမှစိတ်ဆိုးစရာလည်းမလိုဘူးလေဒီမှာ ကျမဘာလုပ်မလဲဆိုတာကိုရှင်စောင့်ကြည့်နေလိုက်ပါဦးလေးကိုရိုင်းဒီဘက်အိမ်ကိုရောက်လာလိုက်မယ်မဖြစ်နိုင်ပါဘူးမိမရဲ့တယောက်ကြားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့သူကလည်းပြုံးရည်နေလိုက်ပါတယ်ဒီလိုနဲ့နောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့သူတို့အဖွာရဲ့ခမဖြစ်သူဝစ်ဆင်ခဲ့တဲ့အဝစ်စာတွေကိုသူမဝစ်ဆင်ထားလိုက်ပါတယ်ဒီနောက်သူမအိမ်ပေါ်တက်ကိုတက်သွားခဲ့ပြီးနောက်မှာတော့အိမ်ပေါ်တက်မှာမီးမွှေးပြီးပလာတာပူပူလေးတွေကိုသွားလုံးနေခဲ့ပါတယ် ဒီအချိန်မှာပဲစတီးချ်ကတော့သူ့ရဲ့အိမ်အပေါ်တံမာလန်ရှောက်ဖို့အတွက်မနက်အစောကြီးတက်လာခဲ့ပါရီအပြင်မှာရသည့်ဦးရုကအတော်တော်လေးကိုအေးလုံးနေခဲ့ပြီးနှင်းတွေကလည်းကြားနေခဲ့တဲ့အတွက်သူကလက်ဖိခွက်လေးကိုလည်းကင်ပြီးတော့တောင်းနေခဲ့ပါရီသူကတဖက်အိမ်မှာထမင်းဟင်းချက်ပြုံးနေတယ်သူ့ရဲ့ချွေးမလေးကိုတွေ့မြင်သွားခဲ့တဲ့အခါမှာတော့လမ်းဖြန့်သွားခဲ့ပြီးသူ့ရဲ့လက်ထင်မှာကင်ထားတဲ့လက်ဖိခွက်ကလည်းမြေပေါ်ကိုပြုတ်ကျသွားခဲ့ပါရီတဖက်အိမ်ကချွေးမလေးရဲ့ပုံစံကိုကြည့်ပြီးသူ့ရဲ့အမေကိုသူ့အတော်တော်လေးတတိယသွားခဲ့ပါရီ ဒီနောက်မှာတော့သူရဲ့ရခေါတိဖြစ်သူသူ့ကိုပဲကြည်နေခဲ့တယ်ဆိုတော့ကိုလည်းသူမတွေ့မြင်သွားပါတယ်။ဒါကြောင့်သူမအော်လိုက်ပါတယ်။အားလုံးပဲလာကြလာကြအမြန်လာကြပလာတာပူပူလေးလုံနေတယ်အမြန်လာစားကြတော့အမြန်လာတော့အနံဘလောက်တောင်မှမှွှင်းနေလဲဆိုတော့ကိုကြည့်အရင်ဆုံးရောက်လာတဲ့သူကတော့အရင်ဆုံးကျွေးမယ်ဟိ။ချွေးမလေးရဲ့စကားတန်ကိုကြားခဲ့ရတဲ့အခါမှာအောက်ထပ်မှာရက်နေတဲ့ရခေါတိဖြစ်သူကလည်းအံ့အားသင့်နေခဲ့ပါတယ်။သူ့ချွေးမလေးကဘာစကားတွေပြောနေရလဲဆိုတော့ကိုသူကိုယ်တိုင်နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။ တောက်ဖြစ်သူကတော့ပြောင်းရည်နေခဲ့ပါတယ်ဒီနောက်ဖာကင်ဖြစ်သူကိုအပေါ်ဓာတ်ကိုတက်ဖို့အတွက်ကိုလည်းပြောလိုက်ပါတယ်တစ်ဖက်မှာစတိရှ်ကတော့သူ့ကိုသူမထိန်ချုံနိုင်တော့ပဲနဲ့တစ်ဖက်ကိုလမ်းလျှောက်လာခဲ့မိပါတယ်တမီလေးရဲ့ပလာတာတစ်ချက်လောက်ရနိုင်မလားဟုတ်ကဲ့ပါအဖေငယ်ရဲ့ရနိုင်ပါတယ်ရှင်ကျမဒီမှာနှုတ်ခဲနဲ့ပလာတာလောက်ထားရလေကြိုက်တယ်မဟုတ်လားဒီနောက်စတိရှ်ကလည်းပလာတာကိုစားပြီးတော့ငုံနေခဲ့ပါတယ်ဒါရီအားလုံးကိုမြင်တွေ့ခဲ့ရတဲ့အခါမှာဟာရစ်ကိုရိုင်းကလည်းအံ့အားသင့်နေရပါဘော့ သူကလည်းတုံညီလေးစီချက်ချင်းရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရယ်ဘလို့လဲညီလေးရမင်းကြိုက်တဲ့နှုတ်ကဲပလာဒါစားကောင်းရဲ့လားခဏနေတော့ညီကိုနှစ်ယောက်လုံးကလည်းတယောက်ကိုတယောက်ဖတ်ပြီးငုံနေခဲ့ကြပါရယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရာသီဥတုပြောင်းလဲကြောင်းဒုက္ခရောက်ခဲ့ကြရသူများဆိုတဲ့ပုံပြင်ပဲဖြစ်ပါရယ်ရှင်ပြန်လာပြီလားအေးဟုတ်တယ်ပြန်လာပြီမင်းဘာဖြစ်တာလဲအဆင်မပြေဘူးလားနေမကောင်းဖြစ်နေရလားမဟုတ်တာရှင်ကျမနေကောင်းပါတယ်ကျမဘာဖြစ်လို့နေမကောင်းဖြစ်ရမှာလဲအားလုံးအဆင်ပြေတယ် ဒါဆိုရင်ဘာဖြစ်လို့အဲ့ရတယ်မှာကိုင်းနေရတာလဲစောင်းချုံပြီးတော့အော်ရှင်ရလေယာဒီဥတုရမ်းကိုအေးတယ်မဟုတ်လားအလုပ်တွေအလုံးပြီးသွားတာနဲ့ကျမလည်းခဏလေးအနားယူနေရပေါ့အေးပါအေးပါဟုတ်ပြီဟုတ်ပြီဒါပေမဲ့ငါအတော့လဖေးလေးတစ်ခွာလောက်ဖြောပေးစမ်းမအောင်ကွာဟာဘာလဲကျမအခုစောင်းထဲမှာဝင်ထိုင်နေရရမ်းကိုအေးနေပါတယ်ဆိုနေမှာအခုရှင်အပြင်မှာထွက်နေလက်စားနေကျမအတော့လဖေးလေးတစ်ခွာလောက်ဖြောလာခဲ့ပြီပါလားနောက်တစ်ခါကြရင်တော့ကျမရှင်တော့လဖေးပြန်ဖြောပေးမယ်လေ မင်းရတော့လေကွာတကယ်ပါပဲအတော်လေးကိုထူးဆန်းတော့နေနော်လောက်ပါရှင်လောက်ပါကျမအတွက်လက်ဖေးဖြော်လာခဲ့ပေးပါနော်ကျမဒီဆောင်ထဲကနေအပြုံလုံးဝမထွက်ချင်ဘူးဖြစ်နေတယ်တကယ်ပြောနေအောင်အေးပါကွာအေးပါဒါဆိုရင်တော့ငါမင်းအတွက်လက်ဖေးဖြော်ခဲ့ပေးမယ်ဒါနဲ့ကျမရှင်ကိုစကားတခုပြောစရာကြံသေးလို့စိတ်တော်မစိုးလောက်ပါဘူးနော်ဗာလဲကွာ ပြောလေပြောရှင်တို့ရှင်အကိုလက်ဖေးတော့ဖြော်မလို့မလား ကျမတို့လည်းတခါရဲလက်ဖေးတစ်ခွက်လောက်ဖြော်လာခဲ့ပေးလို့ရမလားလို့ပြောမလို့ဒီပုံမြင်လေးကတော့စမီးနဲ့နီလမ်တို့လင်မယားနှစ်ယောက်အကြောင်းပဲဖြစ်ပါသေး။စမီးဆိုတဲ့ကောင်းလေးကတော့နီလမ်ဆိုတဲ့မိန်းကလေးကိုလက်ထပ်ခဲ့ပါသေး။နီလမ်ကတော့စင်ရဲတဲ့အင်္ဂါမိန်းကလေးတစ်ယောက်ပဲဖြစ်ပါသေး။သူမရဲ့ဖခင်ဖြစ်သူကစင်ရဲတဲ့တောင်းတူလေသမားတူပါ။နီလမ်ရဲ့ဖခင်ဖြစ်သူကအရန်ကိုစင်ရဲလို့နဲ့အတွာကိုပိုင်းအိမ်လေးတိတ်အိမ်အောင်မဆောက်လုံနိုင်ခဲ့ပါဘူး။သူမပိုင်ဆိုင်တာဆိုလို့လက်ရမြေလေးတစ်ခုသာရှိပါသေး။ သူရဲ့လျောင်းမြေထဲမှာပဲအိမ်တအိမ်ဆောက်ဖို့အတွက်တောင်သူကပတ်စံချင်းငါပြီးမှဆောက်လုပ်ခဲ့ရတာပါ။နေလမ်းစီမှာမောင်လေးနဲ့ညီမလေးတယောက်စီလည်းရှိပါသေးတယ်။သူတို့မိသားစု9ယောက်လုံးကအခက်ခဲတွေကိုရင်ဆိုင်ကြောပြတ်ရင်ရုန်းကန်လာခဲ့ကြရတာပါ။မိသားစုဝင်တွေအကုန်လုံးကအခန်းကျင်းလေးတစ်ခုထဲမှာပဲအတူတူနေထိုင်ရင်ဖြတ်ကျော်နေခဲ့ကြရပါသေးတယ်။နေလမ်းလည်းဒီအခန်းကျင်းလေးထဲမှာပဲသူရဲ့ငယ်ဘဝတခြားအလုံးကိုဖျက်ဆီးခဲ့ရတာပေါ့။မဖြစ်တာလေကွာမင်းတို့ကြည့်ရတာအရန်ကိုစိတ်ပြဝမ်းနေနေတဲ့ပုံစံပဲ။ ဘာဖြစ်လို့ဒီလောက်ကြာမှစိုက်ပြဝမ်းနေနေရတာလဲကို့ပြောပါအောင်မဟုတ်ပါဘူးရှင်ဘာမှမဖြစ်ပါဘူးပြောပါကွာပြောပါပြောပါမင်းတခုခုဖြစ်နေတယ်ဆိုတာကိုတော့ကျိန်းနေတယ်တကယ်လို့မင်းတော့တခုခုဖြစ်မနေဘူးဆိုလို့ရှင်တော့အလောက်ထိတိတ်ဆိတ်ငြိမ်သက်နေစရာဘာအကြောင်းမှမရှိဘူးလေထားပါရှင်အလောက်ထိတော့လည်းမဟုတ်ပါဘူးကျမမိဘတွေကိုတတိယလို့ပါမနဲ့ထဲကလေကျမအဖေနဲ့အမေကိုအရန်တတိယနေရသီလားမင်းရလေကွာဒါကထိုင်ပြီးတော့စိတ်ညစ်မဲ့ကိစ္စမှမဟုတ်တာ တတိယတယ်ဆိုလို့ရှင်တော့မင်းတို့ကိုတွားတွေ့လို့ရတာပဲမလားငါမင်းကိုလိုက်ပို့ပေးမယ်အေးစစ်စစ်တွေ့ပြီးတော့ပြန်လာခဲ့ပေါ့မဟုတ်တာရှင်မဟုတ်တာကျမဒီအတိုင်းပဲပြောလိုက်တာပါမဟုတ်တာမင်းတွားတွေ့ခြင်းတယ်ဆိုလို့ရှင်တော့အားလုံးနဲ့တွားတွေ့ခဲ့လေမင်းအနေနဲ့တို့ကိုတတိယနေမယ်ဆိုတော့ကိုငါနားလေပါလေမဟုတ်တာရှင်မဟုတ်တာအခုတော့ကျမတို့အဲ့ဒီကိုတွားလို့မဖြစ်သေးဘူးနွေရာသီရောက်လာတဲ့အခါကျရင်တော့ကျမတို့အတူတူတွားလေကြပါလေနော်စမီးကတော့တေချာသဘောပေါက်နားလေတွားခဲ့ပါလေ ူမိမကသူရဲ့မိဘတွေကိုအရန်လွမ်းနေတယ်ဆိုတဲ့အကြောင်းနဲ့အတူတူဒီအချိန်ကြီးပါဖြစ်လို့အိမ်ကိုသွားလဲဖို့အတွက်ညင်းပယ်နေလဲဆိုတဲ့အကြောင်းတွေကိုရောပါအကြောင်းမှာတော့နွေရသည်ဆိုရင်အိမ်ကကျင်းလွန်တဲ့အတွက်သူတို့မိဘတွေကအပြင်ထွက်ပြီးအိမ်လိုရပါတယ်နီလမ်နဲ့ဆမီတို့နှစ်ယောက်စုံလာလဲတဲ့အခါတိုင်းမှာလဲသူတို့ကိုအထဲမှာပဲပေးသိပ်ပါတယ်ဆောင်းရသည်ဆိုလို့ရှိရင်မိသားစုတွေအလုံးဒုက္ခရောက်ကြရပါတယ်သူတို့သွားလဲရင်တော့သူတို့မိဘတွေကျင်းတဲ့ဒုက္ခရောက်ကြတော့မှာပါ နီလမ်နဲ့စမီတို့နှစ်ယောက်စလုံးသားသွားလည်မယ်ဆိုရင်တော့မိဘတွေဗမာအေးရမှာလေအပြင်ထွက်အိတ်လို့ကလည်းမဖြစ်ဘူးလေဒါကြောင့်နီလမ်ကလည်းတယောက်ကြားစမီကိုစောင်းရသည်ကြီးမိဘအိမ်ကို ပြန်မလဲဘူးဆိုပြီးတော့တာညင်းဆိုလိုက်ပါတော့တယ်ဒါပေမဲ့စမီကတော့အုံနောက်ထဲမှာတခြားတစ်ခုကိုစဉ်းစားနေခဲ့ပါတယ်နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဒုက္ခပါပဲရှင်ရှင်ဘာဖြစ်လို့ကျမကိုအစောကြီးမနှိုးရတာလဲမနက်ဆယ်နာရီတောင်မှထိုးသွားပြီလားအိမ်လို့တွေကလည်းအများကြီးပဲရှိတယ်ဆိုတော့ကိုရှင်သိရတဲ့သားနဲ့ ဒီလောက်ထိများတဲ့အိမ်လုံးတွေအားလုံးကိုအခုဘသူလုံးမလဲပြောဘာလုံးမလဲဘာမှလုံးမနေနဲ့ဒီနေ့ငါအစီအစဉ်တစ်ခုရှိတယ်အိမ်မှာဘာအလုံးမလုံးစရာမလိုဘူးမင်းအခုတခါတည်းပြင်ဆင်လိုက်တော့ပြင်ဆင်ပြီဆိုလို့ရှင်တော့ငါတို့သွားစရာရှိတယ်သွားထအမြန်ပြင်ဆင်ငါမနက်စာကိုလည်းကိုယ်တိုင်ပြင်ဆင်ထားပေးတယ်ခြေလက်မျက်နှာဆေးပြီဆိုတာနဲ့မနက်စာကိုလာစားအမြန်လို့အမြန်လို့နောက်ကျတော့သွားလိုက်မယ်ကားလွတ်သွားလိုက်မယ်နော်ကားလွတ်သွားလိုက်မယ်နေပါဦးကျမတို့အခုဘယ်ကိုသွားကြမလို့လဲကျမတို့ဘယ်ကိုသွားနေကြတာလဲ မင်းကလည်းကွာဘယ်ကိုတော့မှမလဲမင်းမဲမိဘအိမ်ကိုပြန်ကျင်တယ်ဆိုပြီးတော့ခဏခဏပြောနေရမှာမဟုတ်လားအဲ့ဒါကြောင့်အခုမင်းရဲ့မိဘအိမ်ကိုငါတို့ပြန်ကြမယ်ငါရဲ့ရခမအိမ်ကိုငါလည်းပြန်ချင်နေပြီဒါပေမဲ့ရှင်ဒါပေမဲ့တွေဘာတွေလုံးမနေနဲ့သွားမယ်ဆိုလို့ရှင်သွားမယ်ပြောပြီးသွားပြီလေမင်းလိုက်တွေးချင်တယ်ငါလည်းတွေးချင်တယ်အဲ့ဒီတော့ငါတို့သွားတွေးကြမယ်ဒါပဲဟုတ်ပါတယ်ကျမတွေးချင်တယ်ဆိုတာကတော့ဟုတ်တယ်လေကျမတို့သွားတာကအဆင်ပြေတယ်ဒါပေမဲ့ကျမတို့ဟိုရောက်သွားရင်ဘယ်လိုနေကြမလဲရှင် ညကြရင်တော့ကျမတို့ဘလို့အိတ်ကြမလဲအိမ်ကတေးသေးလေးလေးကျမရဲ့မိဘတွေကျမတို့ကြောင်းနဲ့ဒုက္ခရောက်နေကြပါလိမ့်မယ်သိပါတယ်ငါတို့ဘလို့အိတ်ကြမလဲဘလို့နေထိုင်ကြမလဲဆိုတဲ့အကြောင်းတွေကိုပဲမင်းစဉ်းစားနေရဟုတ်တယ်မလားစမီးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာနီလမ်အရန်ကိုဝမ်းနဲ့သွားခဲ့တဲ့အတွက်မျက်ရည်တွေစီကြလာခဲ့ပါတယ်စမီးကလည်းသူမဘလောက်တောင်မှဝမ်းနဲ့အားငယ်နေလိုက်မလဲဆိုတာကိုသဘောပေါက်သွားပါတယ်ဒီနောက်မှာတော့စမီးကနီလမ်ရဲ့မျက်ရည်တွေကိုတောက်ပြီးပြောလိုက်ပါတယ်မင်းဘာမှအရန်ကြီးလဲစိုးရင်ပူပမနေပါနဲ့ကွာ ငါမင်းရဲ့မိဘအင်ကိုပြန်နေတယ်ဆိုတာကတမန်တယောက်အနေနဲ့မဟုတ်ဘဲနဲ့တားတယောက်အနေနဲ့ပြန်မှာဒီနောက်မှာတော့နှစ်ယောက်သားကလည်းကားပေါ်မှာထိုင်ပြီးနေလမ်းမြေရွာကိုပြန်လာခဲ့ကြပါတယ်နေလမ်းကလည်းသူ့ရဲ့အိတ်ကိုကင်ထားခဲ့ပြီးစမေးတကလည်းသူ့ရဲ့အိတ်ကိုတသေးချာချာကင်ထားခဲ့ပါတယ်စမေးတကသူ့ရဲ့အိတ်ကိုတသေးချာချာကင်ထားတာကိုတွေ့ခဲ့ရတဲ့အခါမှာတော့နေလမ်းကလည်းမေးလိုက်ပါတယ်ရှင်အိတ်ကိုဘာဖြစ်လို့အဲ့လောက်ထိဖမ်းဆုပ်ပြီးကင်ထားရတာလဲဒီထဲမှာဘာပစ္စည်းတွေကိုထည့်ထားတာလဲဆိုတော့ကျမကလည်းမပြောဘူးနော်ဘာတွေများထည့်သေးလာတာတော့ ဒီထဲမှာလားအဝိစားအဟောင်းအဆုတ်တွေလေညစ်ပတ်နေတဲ့အဝိစားတွေအဝိစားတွေကတော်တော်လေးကိုဟောင်းတွန်းနေတာဆိုတော့ငါတခါတည်းရွာကိုပြန်နေတဲ့အချိန်မှာယူလာခဲ့လိုက်တာဟိုကိုရောက်သွားတဲ့အခါကျရင်တော့ဒါရီအာလုံးငါ့ရဲ့ခဲမလေးကိုရှော့ခိုင်းရမယ်နေရောက်တော်စကားတွေပြောဆိုနေနေရီမောပျော်ရွှင်နေခဲ့ကြပါတယ်ကားစီဘီခဏအကြာမှာတော့သူတို့နေထိုင်နေခဲ့တဲ့ရွာလေးကိုရောက်ရှိလာခဲ့ပါပြီ။နှစ်ယောက်လုံးကားပေါ်ကဆင်လာပြီးနောက်မှာတော့လမ်းလျှောက်ပြီးသွားကြရပါတယ်။နောက်ဆုံးမှာတော့ဒီလမ်းမြေအင်ငယ်လေးစီကိုရောက်ရှိလာခဲ့ကြပါပြီ။ ဒီလေထဲမှာဆောက်လုပ်ထားတဲ့အိမ်လေးကအခန်းတစ်ခန်းသာရှိပါတယ်။နေလမ်းရဲ့မိခင်ဖြစ်သူကတော့အပြင်မှာထမင်းဟင်ထွက်ပြီးချက်ပြုံနေခဲ့ရပါတယ်။နေလမ်းနဲ့စမီတို့နှစ်ယောက်စလုံးအိမ်ကိုလာလျောက်ကိုတွေ့ခဲ့ရတဲ့အခါမှာမိဘတွေဝမ်းသာပျော်ရွှင်သွားခဲ့ကြတာပေါ့။ကြည့်ပါဦးငါရဲ့တမတ်လေးနဲ့တမီလေးလာလေကြတာပဲ။နှစ်ယောက်စလုံးဘာတည်းမှလည်းမပြောကြပဲနဲ့ကြိုပြောပေါ့ကြိုပြောရင်တခုခုလှုပ်ထားမှာပေါ့။အကြောင်းမကြားဘာမကြားနဲ့ချက်ချင်းကြီးရောက်လာကြတယ်။ အော်အမေရဲ့ကျွန်တော်တို့ရုပ်တရက်ရောက်လာလို့အခုလိုမျိုးအမေတို့မျက်နှာကဝမ်းသာပြောရွှင်မှုတွေကိုမြင်တွေ့ရတာပေါ့ကျွန်တော်တို့ပြောပြီးမှလာမယ်ဆိုလို့ရှင်တော့အခုလိုမျိုးဝမ်းသာပြောရွှင်မှုတွေကိုဘယ်လိုလုပ်တွေ့ရတော့မလဲနှစ်ယောက်လုံးကိုအိမ်ထဲမှာထိုင်ခိုင်းပြီးနောက်မှာတော့လက်ဖေးဖြောဖို့အတွက်အပြင်ကိုထွက်ခွာသွားခဲ့ပါတယ်ဖောက်ကင်ဖြစ်သူကတော့တမန်နဲ့တမီလေးနဲ့အတူတူစကားတွေပြောဆိုနေခဲ့ပါတယ်တမန်ကတော့အိမ်တဲအိမ်လုံးကိုတတေချာချာအာယုံဆိုင်ပြီးကြည့်နေခဲ့ပါတယ်ဒီအခန်းလေးတစ်ခန်းထဲမှာပစ္စည်းတွေအကုန်လုံးကိုစုပုံပြီးထထားပါတယ် စားစရာတောက်စရာပစ္စည်းတွေကနေအိယာကင်းအထိတနေရာထဲမှာပဲစုပုံပြီးရှိနေခဲ့ပါတယ်။စမေကလည်းဒီတစ်ခါမှတတိချာချာစဉ်းစားကြည့်မိသွားခဲ့ပါတယ်။သူရခွန်ထီနဲ့ရခွန်မကတော့အခက်ခဲဒုက္ခတွေအများအကြီးကိုခက်ခက်ခဲခဲနဲ့ရင်ဆိုင်ဖြတ်ကျော်နေခဲ့ကြရတယ်မဟုတ်လား။စကားတွေပြောနေပြောနေနဲ့ညအတော်လေးကိုမိုးချုပ်သွားခဲ့ပါတယ်။နေလမ်းမြေပေါင်လေးနဲ့ညီမလေးကလည်းကစားပြီးနောက်မှာတော့အိမ်ကိုပြန်လည်ရောက်ရှိလာခဲ့ကြပါပြီ။သူတို့အားလုံးအတူတူထမင်းစားတောက်ပြီးသွားတဲ့အခါမှာတော့ညဘက်အိမ်ရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပါတယ် မိခင်ဖြစ်သူက8အိမ်လောက်မှရှိတဲ့ပစ္စည်းတွေကိုဖယ်ပြီးနောက်မှာတော့ဖျားတစ်ချက်ခင်းလိုက်ပါတယ်ဒီအခန်းကျင်းလေးထဲမှာမိသားစုဝင်တွေအကုန်လုံးအတူတူအိမ်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့အခန်းအရန်ကိုကျင်းလို့တဲ့အတွက်နေရာကလည်းကျပ်ပါတယ်သူတို့အိမ်ရတာအစ်စ်မပြေလှပါဘူးဒါတွေကိုမြေကျွေးနေကြရတဲ့အခါမှာဒီလမ်းကိုတိုင်းကလည်းတတော်လေးကိုရှက်ရွေးနေကြတာပေါ့အားလုံးအစီအပြေတလို့အိမ်ဖို့အတွက်ကြိုးစားခဲ့ကြပြီးအားလုံးအိမ်ပေါ်ကျသွားခဲ့ကြပါတယ်ညဘက်အရန်ကိုအေးခဲလာခဲ့တဲ့အခါမှာတော့အားလုံးကလည်းစောင်းကိုကိုဘက်ကိုဆွဲခဲ့ကြပါရဲ့ ခက်ခက်ခက်ခဲနဲ့တညအလုံးကိုဖြတ်ကျော်ခဲ့ရပါတယ်။နောက်နေ့မနက်မိုးလင်းအဲ့ရကားတို့ချလာခဲ့တဲ့အခါမှာတော့ဆက်မီးမရှိတော့ကိုတွေးလိုက်ရပါတယ်။သူတို့လည်းလမ်းဖြတ်ပြီးအပြင်ကိုထွက်ရှာကြည့်ခဲ့တဲ့အခါမှာတော့ဆက်မီးပြန်လာနေအောင်ကိုတွေးခဲ့ရပါတယ်။သူကတော့ဝလုံးတွေကိုလည်းသူနဲ့အတူတူထမ်းတယ်လာခဲ့ပါတယ်။ဒါဘာလို့တားလဲရှင်ဘယ်ဟုတ်သွားနေရလဲ။ဒါကိုဝလုံးတွေလို့ခေါ်တယ်လေ။ကျမသိပါတယ်။ဒါပေမဲ့ဒီဝလုံးတွေကိုရှင်ဘာဖြစ်လို့ယူလာခဲ့ရတာလဲ။ကဲသိသွားလိမ့်မယ်သိသွားလိမ့်မယ်။အခုလော်လော်ဆယ်ကတောက်ဖို့အတွက်လက်ဖက်တစ်ခွက်လောက်ဖြောပေးစမ်းမအောင် ဲနဖေးတောက်ပြီးပြီဆိုလို့ရှင်တော့ကျမတို့အိမ်ကိုပြန်ကြမယ်မနေ့ကတော့ကရှင်ကောင်းကောင်းအိမ်မပျော်ဘူးဆိုတာကိုကျမကောင်းကောင်းသိပါတယ်ငါတို့အခုဘယ်ကောင်မှသွားလို့မဖြစ်သေးဘူးမနေ့ညကကိစ္စအတော့ပဲငါအခုပြင်ဆင်နေရလीဒီလမ်းကိုတိုင်းကလည်းစမီးဘာလုံးချင်နေရလဲဆိုတာကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်ဒီနောက်မှာစမီးကသူနဲ့အတူတူယူလာခဲ့တဲ့ပစ္စည်းတွေအကုန်လုံးကိုထုတ်ယူလိုက်ပါတယ်သူတရက်လုံးအလုပ်တွေကိုတတိချာချာလောက်ကိုင်းနေခဲ့ပြီးနောက်ဆုံးမှာတော့တုံတက်ကလေးကိုသူဆောက်လုပ်ပြီးစီးသွားခဲ့ပါတယ် ဒီအကြံဉာဏ်ကိုသူကိုယ်တိုင်စဉ်းစားခဲ့တာဖြစ်ပြီးအခုဒီမှာအကောင့်ထဲလာဖို့ခဲ့ရပဲဖြစ်ပါတယ်။အရင်ဒီမှာအားလုံးစိတ်အေးသသာစွာနဲ့အိပ်ပျော်နိုင်သွားခဲ့ကြပါတယ်။စမီးအခုလိုမျိုးတီထွေချမ်းစပေးခဲ့တဲ့အခါမှာမိသားစုတွေအကုန်လုံးကစိတ်အေးသသာစွာအိမ်နိုင်သွားခဲ့ကြပါပြီ။ကဲငါတမတ်လေးကတကယ်အရန်တော်တယ်။အခုဆိုရင်တော့အိမ်ကိုလာလေတဲ့အခါကြလို့ရှင်လဲဘာပြဿနာမှမရှိတော့ဘူးနော်။ကျွန်တော်လဲဝမ်းတာပါတယ်။အခုကျွန်တော်လဲအိမ်ပြန်တော့မယ်။အားလုံးလဲအေးအေးစိစိနေကြပါ။ အလုံးကလည်းဝမ်းသာသွားခဲ့ကြပါရဲ့။နေလမ်ကတော့သူ့ယောက်ျားအတွက်ခုံယူမဆုံးဖြစ်နေခဲ့တာပေါ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။